မင်္ဂလာပါသောတာရှင်များရှင် FEPC အတံလွင့်ဌာနမှာဒေတိအတောတမချမ်းအစီအစဉ်များကိုတင်လာနေမှတောက်ကြနေ့အထိနေ့ရက်စဉ်တိုင်းအတံလွင့်ပို့ချနေပါတယ်ရှင်လေ့လာခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်သောတာရှင်များခင်ဗျာခရစ်တော်ဟာလူသားတွေကိုတပ်ဖြတ်ဖို့ရန်အတွက်ကောင်းငင်ပုံကနေဒီလူလောကကဘာကြီးတဲကိုကြော့ဆင်းလာတော်မူခဲ့တာမဟုတ်ပါဘူး လူသားတွေကိုအပင်ငရဲကနေကဲတင်ဖို့အတွက်သားလျင်ကြော်ဆင်းလာတော်မူခဲ့တာဖြစ်ပါတယ်။အကျွဲမဲ့မြစ်တာတော်ရှင်ဂရုဏာတော်ရှင် ဖြစ်တော်မူတယ်ဆိုတာကိုဒီကနေ့သင်သိရတော့တမချန်းစီစဉ်မှလေ့လာမှဖြစ်တဲ့ရှင်လူကာခရစ်ဝင်ကျမ်းခန်းကြီးကိုအခန်းငယ်44ကနေရှင်လူကာခရစ်ဝင်ကျမ်းခန်းကြီး30အထိမှတွေ့ရှိရမှာဖြစ်ပါတယ်။ယေရုရှလင်သို့တူယူမျက်နှာမူ၍ဆိုတဲ့ခေါင်းစဉ်နဲ့ဒီကနေ့ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး ကိုအငယ်44နဲ့45ကိုစတင်ကြပါအောင်စို့ထို့သောယေရှုပြုတော်မူသမျှကိုလူအပေါင်းတို့သည်အံ့ဩချီးမွမ်းကြစဉ်တပည့်တော်တို့အားသင်တို့သည်ငါစကားကိုနားထောင်မှတ်မိကြလော့လူသားကိုလူတို့လက်သို့အနှံ့ရသောအချိန်ဤပြီဟုမိန်တော်မူ၏ထိုစကားတော်ဤအ내မထင်ရှားသဖြင့်တပည့်တော်တို့သည်နားမလဲမရိပ်မိဘဲနေကြ၏အ내ကိုလည်းမမေးမလျှောက်ဝန်းကြအမှန်တော့ ကယ်တင်ရှင်သခင်ခရစ်တော်ဟာယေရုရှလင်မြို့တော်ကြီးကိုရောက်ရင်သူ့ကိုယ်သူ လူတွေရဲ့လက်ထဲကိုအနှံ့ရဖို့အချိန်နီးလာပြီဆိုတာကိုကြိုတင်ပြီးဖော်ပြလိုက်တာပါ။တနည်းအားဖြင့်အသေးခံတော်မူမယ်ဆိုတဲ့အချက်ကိုဖော်ပြလိုက်တာပါပဲ။ဒါကိုတပည့်တော်တွေဟာမရိပ်မိဘူးတဲ့။နားမလည်ကြဘူးတဲ့။ဒီတော့အသေးခံခြင်းကိုတောင်မှသဘောမပေါက်နိုင်ဘူးဆိုတဲ့တပည့်တော်တွေ အသေးခံတော်မူခြင်းကနေတဆင့်ရှင်သန်ခြင်းဆိုတာကိုရောသူတို့အနေနဲ့ဘယ်လိုလုပ်နားလည်နိုင်မလဲနားမလည်ဘူးဆိုရင်လည်းသာမန်အဖြစ်ဆိုရင်တခင်နည်းနည်းပါးပါးရှင်းပြပါဦးကျွန်တော်တို့နားမလည်ဘူးဆိုပြီးတော့မေးမလားလို့စဉ်းစားเสียရရှိတယ်မစဉ်းစားနဲ့မမေးဘူးမေးမြန်းဖို့နေနေသာသာမဆိုင်တဲ့ပြဿနာကသူတို့အချင်းချင်းကြားမှာရှုပ်လာတယ်ဘာပြဿနာလဲဆိုတော့ငါတို့၁၂ယောက်သောတမန်တော်တွေထဲမှာဘယ်သူဟာအကြီးမြတ်ဆုံးဖြစ်တယ်လဲဆိုတဲ့ကိစ္စဘယ်သူကထိတ် ဘသူကဘိတ်ဆိုတဲ့ပြဿနာပေါ့အငယ်56မှာကြည့်ပါ ထိုအခါအဘယ်သူသည်သာ၍ကြီးမြတ်အံ့ဤဟုတပည့်တော်တို့သည်အချင်းချင်းငင်းခုန်ကြ၏ခရစ်တော်ကိုယောင်ကိုဟာတောက်ပခဲ့တာကိုပေတရုယာကုပ်ယောဟန်တို့သိခဲ့ရတော့ကြံတပည့်တော်တွေလည်းသိလောက်ပြီတောင်အောင်မှာကြံရစ်ခဲ့တဲ့တပည့်တော်တွေလည်းယုံကြည်ခြင်းအားပြောတဲ့အတွက်ကြောင့်နတ်ဆိုးဆွဲတဲ့ကလေးတယောက်စီကတည်းနတ်ဆိုးကိုမနှင်ထုတ်ပေးနိုင်လို့အဆူခံခဲ့ကြရပြီးပြီတခါနောက်ဆုံးကျတော့ ငါတော့လူတွေရဲ့လက်ထဲမှာအနှံတော့မယ်လို့ပြောပြီးတော့အသေးခံတော်မူမှာကိုလည်းပြောပြီးသူတို့သခင်ကယ်တင်ရှင်ရဲ့အခြေအနေတွေဟာဆုတ်ယုတ်နေတယ်ဆိုတာကိုသူတို့သဘောပေါက်ဖို့ကောင်းပြီဒါပေမဲ့သဘောမပေါက်ဘူးအဲ့ဒီအချိန်မှာသခင်အရေးတဲ့သူတို့အထဲမှာဘိုလ်လူဘူကပုံပြီးအရေးကြီးနေတယ်ဒါတော့သူတို့ရဲ့ဖြစ်ပုံတွေကဂလာတိဩဝါဒစာအခန်းကြီး9အငယ်26ကိုတရိယာဖို့ကောင်းလာပါတယ်အချိန်ဤသောကြော်စောကိတ္တိကိုတတ်မဲ့ခြင်း အချင်းချင်းချုပ်ချယ်နှောက်ယှက်ခြင်းအချင်းချင်းညူဆူခြင်းတို့ကိုရှောင်၍နေကြကုန်အံ့ဆိုရပဲအချက်ပဲဖြစ်ပါတယ်အခုတော့သူတို့ကအဲ့ဒီအတိုင်းဖြစ်နေပြီကျော်စောကိတ်တီကိုမြက်တယ်အချင်းချင်းညူဆူနေကြတယ်ဘယ်သူက position 1 2 3တဲ့မှာပါတယ်လဲဆိုရက်ပြိုင်ဆိုင်ခြင်းကပို့ပြီးအရေးကြီးနေတယ်ဒါဟာသူတို့ကြည့်ပဲမဟုတ်ဘူးကျွန်တော်မျက်မှောက်ခဲ့ကျွန်တော်ယုံကြည်သူတွေအားလုံးအဖို့မှာလေအင်မတန်ရယူတိုက်တဲ့သင်ခန်းစာတည့်ရလို့ကျွန်တော်ဒီနေရာမှာဖော်ပြခြင်းပါတယ် ကျွန်တော်ရဲ့ဘဝအသက်တာတွေမှာကျွန်တော်ကိုသာဝရအသက်ကို ပေးပိုင်တော်မူသောသခင်ရဲ့အရေးဟာနံပါတ်၁ကနန်းနေရာမှာရှိရမယ်။ကိုကြီးပွားဖို့ကြော်စောကိတ္တိရှိဖို့အဆင့်အတန်းမြင့်မှုတဲ့ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့အလင်းကိုလူတိုင်းတို့သိနာလေအောင်အေဝံဂေလိသတင်းစကားကိုပြောကြဖို့အရေးဟာနံပါတ်၁အရေးပဲဖြစ်ပါတယ်။ကယ်တင်ရှင်တဲ့အရေးကြီးတာဘာမှမရှိဘူးလို့ကျွန်တော်ဒီနေရာမှာဖော်ပြပေးရစီ။အငယ်၄၈နဲ့၄၈ ယေရှုသည်သူတို့၏အကြံစီကိုသိမြင်လျင်သူငယ်တယောက်ကိုယူ၍မိမိအနားမှထားပြီးမှအကျဉ်သူသည်ငါမျက်နာကိုထောက်၍ဤသူငယ်ကိုလက်ခံ၏ထိုသူသည်ငါကိုပင်လက်ခံ၏ငါကိုလက်ခံသောသူသည်လည်းငါကိုစေလွှတ်တော်မူသောသူကိုပင်လက်ခံ၏တင်တော်တွင်အငယ်ဆုံးသောသူသည်ဖာ၍ကြီးမြတ်သောသူဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ရှင်းလင်းလှတဲ့ဓမ္မသဘောပါပဲအသင်းတော်မှာပစိုးတပတ်နှွန်းထမိန်တပတ်နှွန်းလေးနဲ့ခါကလေးရိုးပြီးတရားဟောတဲ့အချိန်မှာ တုတ်တုတ်တောင်မလှုပ်ဖဲနဲ့ငါထောင်တတ်သူစင်းရဲသူယုံကြည်သူတွေအများအများရှိတယ်မဟုတ်ဘူးလားအေးစင်းရဲတာစင်းရဲတာတခြားရောင်လို့မရသွားပြီးအထင်မသေးလိနဲ့ဖျားသခင်ကို တကယ်နောင်တရချင်းကပ်ပြီးတိုးဝင်တဲ့လူတွေဟာဖျားသခင်ရဲ့ရှေ့တော်မှောက်မှာတပတ်နဲ့တပတ်အဝတ်တွေမထက်အောင်လဲစိန်ငကရွှေငကကြီးတွေအမျိုးမျိုးပန်လာပြီးတော့နှခမ်းနီပန်းနီတွေမျက်စိကျင်းလောက်အောင်ဆိုးပြီးတော့စီဝဲပြီးတာနဲ့တပြိုင်နက်တည်းဘလူဘာဝတ်လာတယ်လဲဆိုတာကိုလှဲ့ပတ်ကြည့်ရင်အတင်းပြောရတဲ့ ကထေးတွေတဲ့ตาပြီးတော့မြတ်တယ်။ဖះသခင်ဟာလူတွေရဲ့အတင်းနှလုံးသားကိုသာကြည့်ပြီးတော့ကောင်းကြီးပေးလိမ့်မယ်။လူသားကအပြင်ပန်းကိုသာရွေးပြီးမြင်တဲ့အချိန်ဖះသခင်ကအကင်းသဘောကိုနောကြည့်အောင်သိနှံ့ပြီးဖြစ်ပါတယ်။ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်56မှ53ယောဟန်ကလည်းသခင်ကိုယ်တော်ဤနာမကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်သောသူတယောက်ကိုအထုတ်တို့တွေ့ပါ၏။ သူသည်အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့်အကျွန်ုပ်တို့မြစ်တားကြပါ၏ဟုပြောသောယေရှုကထိုသူကိုမမြစ်တားကြနှင့်သင်တို့ယံသူဘက်၌မရှိသောသူသည်သင်တို့ဘက်၌ရှိပြီဟုမိန့်တော်မူ၏။ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူသောအချိန်ရောက်သောအခါယေရုရှလင်မြို့သို့တူယူကြွအံ့သောငါသဘောထားတော်မူ၏။ရှေ့တော်သို့တမန်တော်တို့ကိုဆေလွတ်တော်မူသည်ဖြင့်သူတို့သည်ကိုရောအဖို့ကိုပြင်ဆင်ခြင်းငါပွား၍ရှမာရိယွာတေယွာသို့ရောက်ကြ၏။ ိုတော်သည်ယေရုရှလင်မြို့သို့သွားအံ့သောအချင်းအရာကိုထိုးရွာသားတို့သည်ထောက်၍လက်မခံကြ။ခရစ်တော်ဟာသူ့အချင်းကာလရဲ့အတိုင်းအတာအရာယေရုရှလင်ကိုတွားဖို့ကြံရွယ်တယ်။ဒါနဲ့ရှေပြေးအဖြစ်တမန်တော်တို့ကိုဆေလွတ်တော့ရှမာရိရွာတရွာကိုရောက်သွားတယ်။အဲ့ဒီရှမာရိရွာသားတွေကယေရှုဆိုရင်မလာပါနဲ့တဲ့။လက်မခံလိုကြဘူး။ကောင်းသောရှမာရိဇလန်တဲကရှမာရိအကြောင်းကိုကြားဘူးနားဝရှိတဲ့လူတွေ။ရှမာရိတိုင်းကောင်းနေမထင်နဲ့နော်။ လူသားဟာလူသားပဲအခုရှမာရိတွေကတော့ဣသရီလာတွေအတိုင်းပဲကဲတင်ရှင်ကိုညင်းတယ်အငယ်54ထိုအကြောင်းကိုတပည့်တော်ယာကုပ်ယောဟန်တို့သည်ညင်းလျင်သခင်အေလိယပြုစကားသို့ကျွန်ုပ်တို့သည်ကောင်းကင်မှမိကြစေ၍ထိုသူတို့ကိုလောင်စေခြင်းကအလိုရှိတော်မူသလောဟုလျှောက်ကြတော့တပည့်တော်12ယောက်ထဲကယောဟန်ဟာမိန်ကလေးဆန်တယ်လို့မိမဆန်တယ်လို့ဓမ္မသမိုင်းဆရာတချို့ကမှတ်ချက်ပေးကြပါတယ် အခုဒီနေရာမှာတော့သူကသူ့ညီယာကုပ်နဲ့ပေါင်းပြီးတော့ရှမာရိရွာတွေကိုမိတိုက်ပြဖို့အထိကြံ့တယ်။မိမလို့မိမရစိတ်တက်ကလာသလား။ယောက်ျားတို့ဒေါသနဲ့ပဲလားဆိုတာတော့ကျွန်တော်လည်းအတိအကျအဖြေမပေးတတ်ဘူး။မိတိုက်ဖို့ကြံခဲ့တာကတော့အမှန်ပါပဲ။အငယ်55နဲ့56ယေရှုသည်လှည့်ကြည့်၍သင်တို့သည် ကိုယ်စိတ်သောကိုကိုမသိကြ။လူသားသည်လူတို့၏အသက်ကိုသတ်အံ့သောငါကြွလာသည်မဟုတ်။ကဲအံ့သောငါကြွလာသည်ဟုဆုံးမတော်မူပြီးမှ အခြားသောယွာတို့ကြွတော်မူ၏ကေတင်ရှင်သခင်ခရစ်တော်ဟာရက်ဆက်ကြမ်းကြုတ်မှုကိုတစ်သက်လုံးဆန့်ကျင်ပွားခဲ့ပါတယ်ဒီသဘောတရားကိုရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်30မှာလဲအခုလို့တွေ့ရပါလိမ့်ဦးမယ်လူသားသည်ပျောက်သောသူတို့ကိုရှာအံ့သောဟာကြွလာတည်းဆိုတဲ့အချက်ဖြစ်ပါတယ်တပည့်တော်ယောဟန်ယာကုပ်တို့ဟာကေတင်ရှင်ရဲ့အစ္စတအတွင်းသဘောကို မသိခဲ့ကြဘူးလို့ကျွန်တော်မှတ်ချက်ပေးလိုက်ပါတယ်တမန်တော်ဖြစ်ဖို့ ဘာတွေလိုကြသလဲဆိုတဲ့အချက်နဲ့ဆက်လက်တင်ပြရမယ်ဆိုရင်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်59နဲ့58လမ်းလိုက်ကြွားကြစဉ်လူတူးကသခင်ကိုတော်ကြွားတော်မူရာအရရက်တို့ကျွန်ုပ်လိုက်ပါမည်ဟုပြောလေ၏ယေရှုကလည်းမြေခွေးပြီမြေတွင်းရှိ၏မိုးကောင်းကင်၌ကျင်လည်သောငှက်သည်နားနေရာအရရှိ၏လူသားမူကားကောင်းချရာမျှမရှိဟုမိန့်တော်မူ၏ဒါကတော့ ပထမဦးဆုံးလာပြီးချင်းကပ်တဲ့လူငယ်တယောက်ကိုခရစ်တော်ကသူ့နောက်ကိုလိုက်မယ်ဆိုရင်စဉ်းစားရမယ့်အချက်ကိုဖော်ပြလိုက်ခြင်းပါပဲ။တနည်းအားဖြင့်ကတော့ခရစ်တော်ရဲ့ဘဝကိုဒီလူငယ်သိထားရမှာကခရစ်တော်ရဲ့ဘဝဟာပန်းခင်းသောလမ်းမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ဒီလူငယ်ဟာနောက်တော်ကိုလိုက်မလိုက်စံစာကမဖော်ပြပါဘူး။ကြိုးစားပြီးတော့လိုက်ခဲ့လိမ့်မယ်လို့ကျွန်တော်အကောင့်ဘက်ကရှုမြင်သုံးသပ်ပါတယ်။အငယ်59နဲ့60 အခြားသောသူကိုငါနောက်သို့လိုက်လောဟုမိန့်တော်မူခြင်းထိုသူကသခင်အကျွန်ုပ်အဖကိုရှေးဦးစွာသွား၍သင်ကြိုရသောအခွင့်ကိုပေးတော်မူပါဟုလျှောက်လေတော်ယေရှုကလူတွေတို့သည်မိမိလူတွေတို့ကိုသင်ကြိုပါလိစေသင်မူကားသွား၍ဖျားသခင်နိုင်ငံတော်၏အကြောင်းကိုဟောပြောလောဟုမိန့်တော်မူ၏ဒီလိုလူတစ်ယောက်ကိုခရစ်တော်ကပြောတာမျိုးကိုတချို့လှေနံသားတဲ့နားမလဲတဲ့လူတွေကခရစ်တော်ဟာကိုယ့်အဖေသေတာတောင်မှတကြွခွင့်မပေးသလိုလူ အသေးနှလုံးမရှိဘူးလို့လို့အရန်လျှောက်ပြောတာကြားဘူးပါလေဒီနေရာမှာဒီလူအဖေတကယ်သေတာမသာချတာကိုမပြောဘူးမဆိုလို့ပါဘူးသူတို့ခက်ကအဖေကြီးကိုပြုစုရမှာမို့အဖေကြီးသေမှလည်းနောက်တော့လိုက်ပြရစီဆိုပြီးပြောတဲ့သဘောတနည်းအားဖြင့်ကယ်တင်ရှင်နောက်ကိုမလိုက်ချင်ပါဘူးဆိုပြီးညင်းပယ်တဲ့သဘောပဲပေါ့ဒါကိုခရစ်တော်ကလူသေးတို့သည်လူသေးတို့ကို သင်းကြကြပါစီဆိုတဲ့အချက်ကအမှုတော်ကိုဦးစားပေးပါဆိုတဲ့အချက်ပဲ လူတိုင်းဟာသေမျိုးတွေဖြစ်တယ်ဒီထဲမှာမင်းမကျင်လဲတဲ့သာဝရအသက်လမ်းကိုပြက်လှမ်းပါကွာဆိုတဲ့အတိတ်ပဲကိုဆောင်းပါတယ်အချင်းချုပ်ကတော့ဘုရားသခင်ရဲ့အမှုတော်ဆောင်ဆိုတာတွေဟာလောကအစွဲအလန်းကိုဒုတိယတန်းမှာပဲထားရမယ်ခရစ်တော်ကိုသာဦးစားပေးရမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်67 62အခြားသောသူကလည်းသခင် ကိုတော်နောက်တော့အကျွန်ုပ်လိုက်ပါမည်သို့တော်လည်းအကျွန်ုပ်အိမ်၌ရှိရသောသူတို့ကိုအရင်သွား၍အခွင့်ပံပေးရစေဟုရှောက်လင်ယေရှုကထွန်ကိုင်းကိုကင်ခဲ့နောက်တော့လှည့်၍ကြည်သောသူမြည်သည်ကဖျားသခင်နိုင်ငံတော်နှင့်မထိုက်မတန်းဟုမိန့်တော်မူ၏အလုတ်တောင်မလုတ်ရသေးဘူးရှောင်းတခင်ခွင့်တောင်းနေရွာကမိသားစုကိုပြန်ပြီးတော့အလုတ်ဝင်မဲ့အကြောင်းခွင့်ပံပေးရစေအောင်တဲ့ဒီလိုမပြတ်သားတာမျိုးကိုလေခရစ်တော်မနှစ်သက်ပါဘူးဖိလိပ္ပိဩဝါဒစာမှာ တမန်တော်ကြီးရှင်ပေါ်လူအခုလိုရေးသားခဲ့ပါတယ်ဖိလိပ္ပိဩဝါဒစာအခန်းကြီး3အငယ်73နဲ့74ညီအကိုတို့ငါကင်မိပြီဟု ကိုကိုကိုမထင်တော်လဲငါပြုသော အမှုတစ်ခုဟူမူကားနောက်ကျသော အရာတို့ကိုမမှတ်ဖဲရှေ့၌ရှိသောအရာတို့ကိုလှမ်းကမ်း၍ယေရှုခရစ်အားဖြင့်ဖျားသခင်သည်အထက်အရမှ ခေါ်တော်မူခြင်းနှင့်ဆိုင်သောစုကို ရခြင်းကပန်းတုံးတိုင်သို့ငါလိုက်ပြေး၏ဆိုပြီးတော့ ဖော်ပြထားခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ကဲတင်ရှင်ရဲ့နောက်တော်သူလိုက်သူများဟာနောက်ကိုပြန်လှည့်မကြည့်ရဘူး။ကဲတင်ရှင်နဲ့အတူရှေ့သို့သာရဲဝံစွာချီတက်ဖို့လိုတယ်ဆိုတဲ့တော်အားပေးချက်ပဲဖြစ်ပါတယ်။မိတ်ဆွေအပေါင်းတို့ခမညာတရားကူးမြောက်သောဆာလံပြည်ချင်းမှလည်းထာဝရဘုရားဤအမှုတော်ကိုဝမ်းမြောက်စွာဆောင်ရွက်ကြလောဆိုပြီးတော့ဒါဝိမင်းကြီးရေးသားဖွဲ့ဆိုခဲ့ပါသေးတယ်။ဒီချက်ဟာဆိုလို့ရှိရင် ထာဝရဘုရားရဲ့အမှုတော်ကိုထမ်းဆောင်သူတို့ဟာဘယ်လိုလူမျိုးများဖြစ်ဖို့လိုတယ်ဆိုတဲ့အချက်ကိုအလေးနဲ့ဖော်ပြနေပါကြောင်းတင်ပြရင် ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9ကိုရန်နာပြရစီအခုကျွန်တော်တို့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး10ကိုဆက်သွားပါမယ်ဒီကျမ်းကတော့ကောင်းသောရှမာရိရဲ့ပုံပြင်ဥပမာတော်ကြောင့်ထင်ရှားတဲ့ကျမ်းတစ်စောင်ဖြစ်ပါတယ်စစချင်းကတော့ရှင်လုကာတယောက်သာရှင်ဖော်ပြတဲ့တပည့်တော်80အကြောင်းနဲ့စရပါမယ် ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်1နဲ့2ထို့နောက်မှ အခင်ဖျားသည်အခြားသောတပည့်တော်ခုနှစ်ကျိတ်တို့ကိုခန့်ထားတော်မူ၍ကိုယ်တိုင်ကြွလီအံသောမြို့ရွာအရရတို့သို့ရှေ့တော်၌နှစ်ယောက်စီနှစ်ယောက်စီဆွတ်တော်မူ၏သူတို့အားမိန်တော်မူသည်ကားစပားရိတ်เสียများစွာရှိ၏ရိတ်တော်သူတို့သည်နေကြ၏ထို့ကြောင့်လှုပ်ဆောင်တော်သူတို့ကိုစပားရိတ်စေခြင်းကစပားရှင်ဆွတ်တော်မူမည်အကြောင်းဆုတောင်းကြလော့ တခြားခရစ်ဝင်တွေမှာမတွေ့ရတဲ့အချက်ဖြစ်ပါတယ်လူ90ကိုဆေလွတ်ခြင်းအကြောင်းအချိန်တိုတောင်းနဲ့အမှုတော်ဆောင်တာဝန်တွေကိုအမင်းခွဲကမှတ်သားခြင်းလို့ကျွန်တော်ဆိုချင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကယ်တင်ရှင်ကိုတော်တိုင်ဟာယေရုရှလင်မြို့တော်ကြီးကိုခရီးပြုတ်နေသည်ဖြစ်လို့ပါကမ္ဘာလောကဆိုတဲ့လေကွင်းပြင်ကြီးပေါ်မှာစပန်းနဲ့တူတဲ့လူသားတွေဟာထာဝရအဖက်ဆိုတာရှီမှန်သိကြရင်ဘလောက်ကောင်းမလဲ မရဏသေခြင်းဆိုတာကိုဝိညာဉ်ရေးစိတ်ဓာတ်နဲ့အောင်းနိုင်တယ်ဆိုတာသိကြရင်ဘလောက်ကောင်းမလဲသူတို့ဟာဒီစုကိုမျှော်လင့်လို့ပဲယုံကြည်ချက်အမျိုးမျိုးတွေနဲ့လှုပ်ရှားကိုးကွယ်နေကြတယ်ဆိုတော့ဝင်းမဲ့နေတဲ့အခြေအနေမှာသူတို့ရှိနေတယ်လို့ဆိုရင်ရတယ်မဟုတ်ဘူးလားဒီဝိညာဉ်တွေကိုဒီသာဝရအသက်ကျေးဇူးရရှိစေဖို့ဖခင်သခင်ဟာကျွန်တော်တို့ယုံကြည်သူတွေအားဖြင့်ရိတ်သိမ်းစေဖို့ဆန္ဒရှိတော်မူတယ်လို့ကျွန်တော်တို့ခံယူပြီးတော့အမှုတော်ကိုထမ်းဆောင်ကြရပါမယ် တောင်တနေရာကနေပြီးအမှုတော်ကို ပါဝင်ခန့်ရွက်ကြရပါလိမ့်မယ်။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်3မှ9သင်တို့သွားလေသည့်အရာမှာတောခွေးစုတဲသို့သိုးငွေကိုဆေလွတ်တဲ့သို့သင်တို့ကိုငါဆေလွတ်၏ငွေအိတ်လွယ်အိတ်ခြေနှင်းတို့ကိုမဆောင်ကြနှင့်လမ်း၌သွားစဉ်တွင်အဘဲသူကိုမျှနှုတ်မဆက်ကြနှင့်မိသည့်အိမ်တို့ဝင်သောအခါဤအိမ်၌မင်္ဂလာဖြစ်ပါစေသောဟုရှေးဥစွာပြောကြလော့ထိုအိမ်၌မင်္ဂလာသားရှိသည် သင်တို့မွက်သောမင်္ဂလာသည်တည်လိမ့်မည်။သို့မဟုတ်သင်တို့ထံပြန်လာလိမ့်မည်။ထိုအိမ်၌နေ၍အစာအဖောက်စီရင်ရာကိုစားဖောက်ကြလော့။အကြောင်းမူကားလှုပ်ဆောင်သောသူသည်အခကိုခံတိုက်သည်။တိမ်မတိမ်တို့လှဲ့လေ၍မသွားကြနှင့်။အကျဉ်မျိုးတို့သင်တို့သည်ဝင်၍မြို့သားတို့သည်လက်ခံ၏။ထိုမျိုး၌သင်တို့ရှေ့မှထဲ့သမျှကိုစားကြလော့။လူနာများကိုချမ်းသာပေးကြလော့။ဖျားသခင်နိုင်ငံတော်သည်တင်တို့၌တီထောင်သောအချိန်ဤပြီဟု သူတို့အားဟောပြောကြလော့တမန်တော်တွေမှာဒုက္ခနဲ့အန္တရာယ်တွေရှိနိုင်လို့ခရစ်တော်ကသတိပေးလိုက်တယ်လို့ကျွန်တော်တို့မြင်နိုင်ပါတယ်တောခွေတွေထဲမှာသိုးတွေသွားရတယ်လို့ဖြစ်နိုင်တယ်တဲ့အချိန်မဖြုံးရဘူးအလေးအပင်တွေတည်မသွားရဘူးတဲ့သူတို့ရဲ့တာဝန်ကတော့ဣသရေလနိုင်ငံတော်အနှံ့အပြားမှာခရစ်တော်ကိုလက်ခံနိုင်တဲ့နှလုံးသားများဖြစ်အောင်အသင့်ပြင်ဆင်ပေးကြဆိုတဲ့အတိတ်ပဲနဲ့ကယ်တင်ရှင်အမိန့်ပေးခြင်းဖြစ်ပါတယ် အငယ်30မှ16အကျင်မျိုးတို့ဝင်၍မြို့သားတို့သည်လက်မခံအံ့ထိုမျိုးဤလမ်းတို့ထက်ပြီးလျင်ငါတို့၌ကတ်သောသင်တို့ဤမြို့ဤမြေမုံကိုငါတို့ခါလိုက်၏သို့တော်လည်းဖျားသခင်နိုင်ငံတော်သည်သင်တို့ဤအနည်းသို့ရောက်ကြောင်းကိုသိမှတ်ကြဟုသူတို့အားပြောကြလော့ငါဆိုသည်ကနောက်ဆုံးသောနေ့၌ထိုမျိုးသည်သောတုံမြို့တဲ့သာ၍ခံရလက်တံအိုခောရာစိန်မြို့သင်သည်အမင်္ဂလာရှိ၏အိုဘက်ဇေရာမြို့သင်သည်အမင်္ဂလာရှိ၏ အကြောင်းမူကားသင်တို့တွင်ပြသောတကူကိုတူရူမျိုးနှင့်စီးဒုံမျိုးတို့တွင် ပြဘူးလျင်ထိုမျိုးတို့သည်ရှေးကာလ၌လျှော်တင်အုပ်ကိုဝတ်၍ပြားထဲမှထိုင်လျက်နောက်ဒရကြလိမ့်မည်တရားဆုံးဖြတ်တော်မူသောအခါသင်တို့သည်တူရူမျိုးနှင့်စီးဒုံမျိုးတို့ဖာ၍ခံရကြလက်တံအိုးကပေရနောင်မျိုးသင်သည်မိုးကောင်းကင်တိုင်အောင်မြှောက်ထားခြင်းခံရတော်လေမရဏနိုင်ငံတိုင်အောင်နှိမ့်ချခြင်းကိုခံရလက်တံသင်တို့၏စကားကိုနားထောင်သောသူသည်ငါစကားကိုနားထောင်၏ သင်တို့ကိုပယ်သောသူသည်ငါကိုပယ်၏ငါကိုပယ်သောသူသည်ငါကိုဆေလွတ်တော်မူသောသူကိုပယ်သည်ဟုမိန့်တော်မူ၏သူ့ရဲ့တရားကိုပယ်ရှားခြင်းဟာဖျားသခင်ကိုပယ်ရှားခြင်းပဲလို့ခရစ်တော်ဖော်ပြလိုက်ပါတယ်အငယ်16မှ20ထိုခုနှစ်ကြိတ်သောတပည့်တော်တို့သည်ဝမ်းမြောက်သောစိတ်နှင့်ပြန်လာ၍သခင်ကိုယ်တော်၏နာမအားဖြင့်အထုတို့သည်နတ်ဆိုးကိုပင်နိုင်ပါသည်ဟုပြောကြ၏ ယေရှုကလည်းစာရန်သည်လျှက်စစ်ကဲ့သို့ကောင်းငင်မှကြသည်ကိုငါမြင်ပြီ။သင်တို့သည်မွေကင်းမိကောက်တို့ကိုနိုင်ရသောအခွင့်နှင့်ရန်သူများကိုနိုင်ရသောအခွင့်တကိုးကိုငါပေး၏။သင်တို့ကိုအဘယ်ပေးမြမမြင်စေရ။သို့တော်လည်းနတ်ဆိုးကိုနိုင်ရသောကြောင့်ဝမ်းမြောက်ခြင်းမရှိကြနှင့်။သင်တို့၏နာမည်များသည်ကောင်းငင်စည်းင်း၌ဝင်သည်ကိုဝမ်းမြောက်ခြင်းရှိကြလော့ဟုမိန့်တော်မူ၏။အမှုတော်ကိုထမ်းဆောင်တဲ့လူတွေအဖို့အောင်မြင်မှုရက်လက်တွေကိုတွေ့မြင်ရခြင်း ဘလောက်ဝမ်းမြောက်ရှင်လန်းရတယ်လေဒါပေမဲ့ခရစ်တော်ကပြောနေတယ်ကောင်းငင်နိုင်ငံတော်ရဲ့ကပီးမှတ်တမ်းမှာ ပါဝင်နိုင်ဖို့ကအဓိကတဲ့ဟုတ်ပါတယ်ကိုကသူ့ရဲ့တမန်တော်အနေနဲ့ဓမ္မဝတ်ကိုဆောင်းနေအောင်မြင်ခြင်းဆိုတာဟာသူ့ပေးတဲ့ကျေးဇူးတော်ကိုတော်လို့တတ်လို့ကြီးလို့မမှတ်ရပါဘူးဘလောက်ကောင်းမွန်တဲ့ဝိညာဉ်အမြင်ကို ခရစ်တော်ပေးခဲ့တယ်လေအငယ်27မှ24ထိုအခါယေရှုသည်ဝမ်းမြောက်တော်မူခြင်းစိတ်ရှိသဖြင့် ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဖကိုတော်သည်ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အားဤရာများကို ထိန်ဖွဲ့ကွယ်ထားလျက်သူငယ်တို့အားပေါ်ပြတော်မူသည်ဖြစ်၍ကျေးဇူးတော်ကိုအထုပ်ချီးမွမ်းပါ၏ထို့သောအလိုတော်ရှိသောကြောင့်မှန်ပါ၏အဖငါခမည်းတော်သည်ခတ်သိမ်းသော အရာတို့ကိုငါ၌အတ်တော်မူပြီးသားတော်ကအဘယ်သူဖြစ်သည်ကိုခမည်းတော်မှတပါအဘယ်သူမှမသိခမည်းတော်ကအဘယ်သူဖြစ်တော်မူသည်ကို သားတော်နှင့်သားတော်လင်းစီလိုသောသူမှတပါအဘယ်သူမျှမသိဟုမိန့်တော်မူ၏ထိုအခါတပည့်တော်တို့ကိုလှဲ့ကြည့်၍ယခုမြင်ရသောအရာတို့ကိုသင်တို့မြင်သောကြောင့်သင်တို့မျက်စိသည်မင်္ဂလာရှိ၏ငါဆိုသည်ကသင်တို့မြင်ရသောအရာတို့ကိုပရောဖက်များနှင့်ရှင်ဘုရင်များတို့သည် မြင်ခြင်းကအလိုတော်ရှိတော်လဲမမြင်ရကြသင်တို့ကြားရသောအရာတို့ကိုကြားခြင်းကအလိုရှိတော်လဲမကြားရကြဟုတပည့်တော်တို့အားသာ မိန့်တော်မူ၏ ခုဆက်လက်နားဆင်ကြရမှာကတော့ကောင်းသော ရှမာရိရဲ့အကြောင်းပါလေမိတ်ဆွေအပေါင်းတို့ခမညာရှင်မာကုခရစ်ဝင်ကျမ်းဟာတကောနမိတ်တော်တွေအကြောင်းအဖို့အပြကောင်းတယ်လို့ရှင်လုကာခရစ်ဝင်ကျမ်းဟာပုံပြင်ဥပမာတော်များအကြောင်းကိုပိုင်နိုင်စွာခြေမုံးခဲ့ပါလေအခုကောင်းသောရှမာရိရဲ့ပုံပြင်ဟာကဘာပေါ်မှာရှိတဲ့ပုံပြင်တွေအားလုံးတို့အထက်မှာအကောင်းဆုံးပုံပြင်တစ်ခုပဲလို့စာပေသုတေတီများကမှတ်တမ်းတင်ခြင်းခံရတဲ့အကြောင်း ကြိုတင်ပနာမပြောလိုက်ပြရစီရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်25တယံယောအခါကျမ်းတက်တယောက်သည်ထ၍အရှင်ဖျားဖာဝရအဖက်ကို အမွေခံရအံသောငါအကျွန်ုပ်သည်အဘယ်အမှုကိုပြုရပါမည်နည်းဟုကိုတော်ကိုစုံစမ်းနှောက်ရှက်ခြင်းကမေးလျှောက်တော်အင်္ဂလိပ်မှာကကျမ်းတက်ကို lawyer လို့သုံးထားပါတယ်ဥပရိသမားတယောက်ပေါ့ရိုးရိုးသားသားဆန္ဒနဲ့မေးခြင်းမဟုတ်ပါဘူးဒါပေမဲ့မေးခွန်းဟာအလွန်ကောင်းမွန်ပါတယ် ဘာပဲဖြစ်ဖြစ်သူ့ရဲ့မေကွန်းအဖို့အဖြေကိုတော့ခရစ်တော်ကမေကွန်းနဲ့ပြန်ပြီးတော့စလိုက်ပါတယ်ဒီလူဟာရှေးခေတ်မောရှေပြည့်ညတ်တော်တွေကိုကျွမ်းမံသိပြီးသားဖြစ်တဲ့အတွက်ခရစ်တော်ရဲ့တုံ့ပြန်ခြင်းမှာအလွန်အတိတ်ပဲလေးနဲ့နေပါတယ်အငယ်26မှ28ကိုတော်ကပြည့်ညတ်တိကျမ်း၌အဘယ်သို့လာသနည်းသင်သည်အဘယ်သို့ဖတ်သနည်းဟု မေးတော်မူလျင်ထိုသူကသင်ဤဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွင်းမဲ့အစွန်းသတ်သည့်ရှိသမျှဉာဏ်ရှိသမျှနှင့်ချစ်လော့ ကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမြချစ်လောဟုပြန်လျှောက်၏ကိုတော်ကလည်းသင်၏စကားသည်မှန်ပေ၏ထိုသောပြုလျှင်အသက်ကိုရမည်ဟုမိန့်တော်မူ၏ခရစ်တော်ဟာကားတိုင်းမှာအသက်မပေးသေးပါဘူးပြင်းညက်တော်ကာလမှာပြင်းညက်တော်ကိုသာမဆောင်မနေရစောင့်နေရပါသေးတယ်ဒီပြင်းညက်တော်အရာဖျားသခင်ကိုစိတ်နှလုံးအကျွင်းမဲ့အစွန်းသတ္တိရှိသမျှဉာဏ်ရှိသမျှနဲ့ဘယ်လူသားချစ်နိုင်ပါသလဲပြီးတော့ ိုနဲ့ဆက်ဆိုင်သောသူကိုကိုနဲ့အမျှချစ်နိုင်တဲ့လူရဲ့လို့ကောဒီလောကမှာရှိနိုင်ပါရဲ့လားဒါဟာမေးရမယ့်မေးခွန်းပါပဲအငယ်29ထိုသူကလည်းအဘယ်သူသည်အကျွန်ုပ်နှင့်ဆက်ဆိုင်သောသူဖြစ်ပါသနည်းဟုမိမိ၌အပြစ်မရှိဟန်ပြုလိုသောစိတ်နှင့်ယေရှုကိုရှောက်ပြန်တော်တကယ်တမ်းတော့ပြင်းညက်တော်ကိုပြေဝအောင်မဆောင်ရှောက်နိုင်တဲ့ကြမ်းတက်ဟာကျွန်တော်အဖို့ဒီပြင်းညက်တော်ဟာတင်းကျပ်လုံးပါတယ်ခမညာ ကြိုးစားပေမဲ့မမိနိုင်ပါဘူးခမညာဆိုတာမျိုးရောင်လို့တောင်မှကဲတင်ရှင်ကိုဝန်မခံဘူးလှဲ့ကပဲ့ကနဲ့ကိုနဲ့ဆက်ဆိုင်တဲ့လူဆိုတာဘယ်သူများပါလဲဆိုပြီးတော့တောင်မှပြန်ပြီးတော့မေးလိုက်တယ်အငယ်30မှ38ယေရှုကလူတစ်ယောက်ဒီယေရုရှလင်မြို့မှယေရီခေါမြို့သို့သွားရတွင်တမန်နှင့်တွေ့ကြုံလိမ့်ဤတမန်တော်သည်ထိုသူ၏အဖို့ကိုချွတ်၍နာကျင်စွာရိုက်နှက်ပြီးမှသေလူမတက်ရှိသောအခါပြစ်ထား၍သွားကြ၏ ထိုလန်းသို့ယေဘရဟိတယောက်သည်အမှတ်တမဲ့သွား၍ထိုလူနာကိုမြင်လျင်ဆွဲဆောင်၍သွားလေ၏ထိုနည်းတူလေဝိလူတယောက်သည်ထိုရက်သို့ရောက်သောအခါလာ၍ကြည့်မြင်လျင်ဆွဲဆောင်၍သွားလေ၏ရှမာရိလူတယောက်သည်ခရီးသွားရာတွင်ထိုလူနာရှိရာသို့ရောက်၍မြင်သောအခါဂိယုနာစိတ်ရှိသည်နှင့်ချင်းကပ်၍သူ၏အနာများကို စီနှင့်စပြည့်၍ထက်လျက်အဝတ်နှင့်စီးပြီးလျင်မိမိတရိษံပေါ်မှတင်၍ဇရက်တစ်ခုသို့ဆောင်းသွားပြုစုလေ၏ လက်ဖြန်နေ၌ဖြတ်သွားသောအခါဒေနာဤနှစ်ပြားကိုထုတ်၍ဇယရှင်အားပေးလျက်ဤသူကိုကြည့်ရှုပြုစုပါကုံသမယကိုငါပြန်လာသောအခါဆက်ပေးမည်ဟုဆို၏။သင်သည်အဘယ်သို့ထင်သနည်းထိုသူသုံးယောက်တို့တွင်အဘယ်သူသည်ဓမြလက်သို့ရောက်သောသူနှင့်ဆက်ဆိုင်သောသူဖြစ်သနည်းဟု ပြန်၍မေးတော်မူဖြင့်ကျန်တက်ကလည်းလူနာကိုသနာသောသူသည်ဆက်ဆိုင်သောသူ ဖြစ်ပါ၏ဟုပြောတော်။ယေရှုက သင်သည်သွား၍ထိုနည်းတူပြုလောဟုမိန့်တော်မူ၏မိတ်ဆွေအပေါင်းတို့ခမညာဒီကနေ့ဒီကဘာမှာဒီလိုမေတ္တာမျိုးထွန်းကားသလားမထွန်းကားဘူးလားဆိုတာကိုပြန်ပြီးစဉ်းစားလိုက်ရင်မထွန်းကားဘူးဆိုတဲ့အဖြေကိုပေးရပါလိမ့်မယ်အာနာပါနာဝန်းလဲစွာပဲပေးရမယ်အဖြေပဲဆိုပါစို့ဒီမေတ္တာမျိုးထွန်းကားတယ်လို့ဆိုပြီးတော့အဖြေပေးတဲ့လူရှိရင်လေဒီမေတ္တာမျိုးထွန်းကားခြင်းဟာ ွက်ကြားမှုမျှတာဖြစ်လိမ့်မယ်ဆိုတဲ့အဖြေကိုကျွန်တော်တို့ထက်သွင်းဖော်ပြရပါလိမ့်မယ်။ဟုတ်ပါဟုတ်ကိုတော့ကျွန်တော်ကိုယ်တိုင်မဖြစ်ပါဘူး။ Yale တက္ကသိုလ်ကပမောက္ခဒေါက်တာ Brown ရဲ့ဆောင်းပါးတွေကကောက်နှုတ်ချက်ကိုကျွန်တော်ဖော်ပြခြင်းပါတယ်။သူ့ရဲ့ဆောင်းပါးကတော့ကောင်းသောရှမာရိပုံပြင်ကို သုံးသပ်ခြင်းအကြောင်းပါပဲ။တမရဆိုတဲ့လူတွေဟာဖျားမဲ့ရုပ်ကြမ်းဝါဒီတွေဖြစ်တယ်။ရှင်းရှင်းလင်းလင်းနိုင်ငံရေးစကားနဲ့ပြောရမယ်ဆိုရင်တော့ ွန်မြူနစ်ဝါရီတွေပဲပေါ့ယေဘရောဟိတ်နဲ့လေဝိဆိုတာကတော့တခြားမဟုတ်ဘူးငါဘို့ကိုသာသိပြီးတော့ငါရှိမှငါစားရမယ်ဆိုတဲ့နှလုံးသားကင်းမဲ့သူ အရေးရှင်တွေပဲအင်္ဂလိပ်လိုကတော့ heartless capitalist တွေပေါ့အဲ့ဒီထက်ကောင်းသောရှမာရီဆိုတာကတော့ခရစ်တော်အထူးညွန်ပြနေတယ်ခရစ်တော်ရဲ့အချင်းမဲ့မြစ်တာနဲ့နှလုံးသားကိုရယူပိုင်ဆိုင်ထားသူပဲကဲ ခရစ်တော်ရဲ့အကျင့်မဲ့မေတ္တာနဲ့နှလုံးသားကိုဘုသူစီမှကဲ့နိုင်ပါမလဲအလွန်ကြီးမားတဲ့မေတ္တာရှင်တွေဂရုဏာရှင်တွေခမိုင်းကြောင်တလျှောက်မှာအမြောက်အများရှိကြပါတယ်ဒါပေမဲ့သူတို့ဟာအကျင့်မဲ့မေတ္တာတော့မဟုတ်ဘူးအကျင့်ရှိသောမေတ္တာနဲ့သာမေတ္တာကဘာကိုပါဝင်တည်ဆောက်နိုင်ခဲ့ကြပါတယ်အကျင့်မဲ့မေတ္တာနဲ့နှလုံးသားဆိုတာကတော့ကယ်တင်ရှင်သခင်ခရစ်တော်မှတပါး ဘယ်လူသားစီမှာမရှိနိုင်ဘူးလို့အလေးအနက်ကျွန်တော်ဖော်ပြခြင်းပါတယ်။ဒါကြောင့်မလို့ကောင်းသောရှမာရိဆိုတာဟာတခြားမဟုတ်ဘူး။ခရစ်တော်ရဲ့ပြည့်ဝသောအကျွင်းမဲ့သော မြစ်တာနှလုံးသားကိုကိုစားပြု ဖော်ပြလိုက်ခြင်း ဖြစ်တယ်လို့တင်ပြပါရစေ။နောက်တစ်ခုကတော့ဓမ္မအမြင် ရှုထောင်းကလေ့လာခြင်းပါတယ်။ယေရုရှလင်ကနေယေရီခေါ်သို့သွားသောလမ်းတဲ့။ဖျားသခင်ဗိမ္မာန်တော်တီယာမြေကနေ ကျင်းစာဆိုထားတဲ့အရက်ကိုတမင်ဖော်ပြထားတယ်ဆိုတာမရှိဘူးလားဟုတ်ပါတယ်လူသားတို့ဟာအဲ့ဒီအပြစ်လန်းကိုချီတက်ရင်းနဲ့သေလူမတက်အပြစ်ရဲ့ဒဏ်ကိုခံရတယ်အပြစ်ဒုစရိုက်ရဲ့အရေးအောက်မှာရှောက်လန်းရတယ်အဲ့ဒီအချိန်မှာလူရဲ့ကောင်းရာကောင်းကျိုးကိုဆောင်ကျင်းမယ်ဆိုပြီးတော့ဖျားမဲ့တဲ့ရုပ်ကြမ်းဝါရနဲ့လေဒီအပြစ်အနှောင်အဖွဲ့ကနေမကယ်တင်နိုင်ဘူးပို့ပြီးတော့ဒုက္ခရောက်တယ် ီးတော့တခါယစ်ပရောဟိတ်တို့လေဝိတို့ဆိုပြီးတော့ပေါ်ပြတယ်အခမ်းအနားအဆောင်ရောင်တွေပြင့်စင်တွေဟာလေလူသားကိုတခါရှောင်သွားပြန်လေအဲ့ဒီတည်းကလေဝိအမျိုးသားဆိုတာဟာကြမ်းတက်ပုဂ္ဂိုလ်ပဲပေါ့ယစ်ပရောဟိတ်အမျိုးနွယ်ဆိုရင်လည်းမှန်တယ်အခုကက်တင်ရှင်သခင်ခရစ်တော်ကိုနိုင်နိုင်ချွတ်ချွတ်မိကွန်ထုတ်နေတဲ့လူတန်းစားမျိုးတွေလည်းပါဝင်နေဥပရိသတွေကိုကိုစားပြုတဲ့ပုံကိုကြီးမျိုးတွေလေသူတို့တွေရော လူသားဘဝကိုကဲတင်နိုင်သလား မကင်နိုင်ပြန်ဘူးလို့ကောင်းသောရှမာရီပုံမြင်ဟာဖော်ပြနေတယ်။အဲ့ဒီတပိုင်းသေးနေတဲ့ဒုက္ခရောက်နေတဲ့လူငရဲနဲ့ကောင်းငင်ဘုံမှာခြေလန်းဟိုဘက်တလန်းဒီဘက်တလန်းဖြစ်နေတဲ့အပြည့်ရဲ့လူသားဒီလူသားကို တကယ်ကယ်နိုင်တာဟာကောင်းသောရှမာရီတူတဲ့ပဲရှိတယ်။အဲ့ဒါကတော့တခြားမဟုတ်ဘူး။ကယ်တင်ရှင်သခင်ခရစ်တော်ကိုယ်တိုင်ပဲပေါ့။မာသနဲ့မာရီနှိုင်းရှင်ကြီးဆိုတဲ့အခန်း30ရဲ့ဏိဂုံးပိုင်းကိုလေ့လာမယ်ဆိုရင် အငယ်38မှ42အဆုံးအထိဆက်လက်ဖတ်ရှုကြရပါမယ်။ယေရှုသည်တပည့်တော်တို့နှင့်ခရီးသွားကြစဉ်ယွာတယွာတို့ဝင်တော်မူ၍မာသအမည်ရှိသော မိမတူသည်မိမိအိမ်၌ကိုတော်ကိုအက်ခံလေ။ထိုမိမ၌မာရိအမည်ရှိသောညီမတစ်ယောက်ရှိ။ထိုမာရိသည်ယေရှု၏ခြေတော်ရင်၌စကားတော်ကိုနားထောင်လျက်နေ၏။မာသမူကားလှုပ်ကြွေးခြင်းအမှုများ၌စိတ်ပူပန်ခြင်းရှိသဖြင့်အထံတော်သို့ချဉ်းကပ်၍ ကျမဤညီမသည်ကျမတယောက်တည်းကိုလှုပ်ကြွေးစေခြင်းကကျမကိုပစ်ထားသည့်အရာကိုလစ်လျူသောစိတ်ရှိတော်မူသလောသူသည်ကျမကိုကူညီမိအကြောင်းအမိန့်ရှိတော်မူပါဟုလျှောက်တော်ယေရှုကမာသာမာသာသင်သည်များစွာသော အမှုတို့၌စိုးရိမ်၍နှောက်ယှက်ခြင်းကိုခံရ၏လိုသောအရာတစ်ခုကြီးရှိ၏မာရိမူကားကောင်းသော အဖို့ကို ရွေယူပြီးထိုအဖို့ကိုအဘယ်သူမျှမလှုပ်မယူရဟုမိန့်တော်မူ၏မိတ်ဆွေအပေါင်းတို့ခမညာ အလွန်အလွန်အသက်ဝင်တဲ့ကျမ်းပိုင်လို့ကျွန်တော်တင်ပြခြင်းပါတယ်ခရစ်တော်ဟာကိုယ်တိုင်တွေ့ကြုံရတဲ့ညီမနှုတ်ဦးရဲ့ထို့အပေါ်မှာထားရှိတဲ့မေတ္တာတရားအပေါ်မှာအလွန်ဝီဉာဉ်ခွန်အားနဲ့ပြည့်စုံတဲ့အဆုံးအမတစ်ခုကိုကျွန်တော်အဖို့ပေးအပ်လိုက်ပါတယ်သူ့ရဲ့ခြေတော်ရင်းမှာထိုင်ပြီးတော့သူ့ရဲ့စကားကိုနားထောင်ခြင်းကိုသူပုံမပြီးတော့နှစ်သက်တယ်ဆိုတာဟာရှင်းမနေဘူးလားသူ့အတွက်လုပ်ငန်းများကိုဆောင်ရွက်ရမှာပင် ပူပန်စိုးရိမ်ခြင်းများနဲ့ဆောင်ရွက်ခြင်းကိုသူမလိုလားဘူးဆိုတာရှင်းမနေဘူးလားကျွန်တော်ရဲ့ဘဝအသက်တမ်းမှာဒီအချက်ဟာအရေးအကြီးဆုံးနဲ့အခြေခံအကျဆုံးလိုအပ်ချက်ပဲဖြစ်ပါတယ်အစဉ်သဖြင့်သခင်နင်းဆိုတာကိုကျွန်တော်အချိန်ချင်းဖော်ပြခဲ့ပါတယ်ကျွန်တော်ဟာကယ်တင်ရှင်သခင်ခရစ်တော်နဲ့တလုံးတဝရီတည်မီပြီးအသက်တာကိုရှောက်လမ်းမယ်ဆိုရင်အခြားလူမှုဘဝရဲ့ဆောင်ရွက်စရာအငန်းအတာတွေအကုန်လုံးကိုစိတ်ပူပန်ခြင်းအရှင်းမရှိပဲဆောင်ရွက်နိုင်ကြပါလိမ့်မယ် များစွာသော လူဘဝခြေလှမ်းများကိုငြိမ်သက်ချမ်းသာစွာချီးကျက်ရှောက်လန်းသွားနိုင်ကြလိမ့်မယ်ဆိုတာကိုဒီကနေ့အဖို့သင်ခန်းစာရယူကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများစွာကိုခံစားကြရပါစေလို့ဆုတောင်းပေးလိုက်ပါရစေဒေါက်တာထွန်းမြတ်ရေးစီစဉ်တင်ဆက်တဲ့သင်တန်းရတော်တမချန်းစီစဉ်ဖြစ်ပါတယ်နောက်တစ်ချိန်အစီအစဉ်မှာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး7ကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ်